ခုနှစ်တာကာလအတွင်းကပို့ကုန်သွင်းကုန်လုပ်ငန်းတွေရဲ့အချက်အလက်တွေကိုအကောက်ခွန်ဌာနကနောက်ကြောင်းပြန်စစ်ဆေးမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ပြဖြိုးချက်ကပြပို့ထားပါရရှင်။နောက်ကြောင်းပြန်စစ်ဆေးလုပ်ငန်းစဉ်တွေကိုနိုင်ငံတကာအကူအညီနဲ့အကောက်ခွန်ဌာနကစစ်ဆေးမှာဖြစ်တဲ့အတွက်ကနအူးစီမံချက်တွေပဲကြာခင်မှာစတင်မှာဖြစ်ပါတယ်။ဗန်နာရေးနဲ့ကုံသွဲမှုဆိုင်ရာအချက်လက်တွေကိုဖောက်ဖျက်ခြင်းထိန်ချင်ခြင်းလိန်လေဖော်ပြခြင်းတွေကိုတွေ့ရှိခဲ့ရင်ဥရေရရေးယူနိုင်မှာဖြစ်ပေမဲ့လက်တလုံးမှာတော့တိပညာပေးဆွေးနွေးမှုလုပ်ငန်းတွေပဲစတင်ဆောင်ရွက်မယ်လို့အကောက်ခွန်ဌာနကဆိုပါတယ်။ အဓိကကျွန်တော်တို့ဟာ၃နှစ်ပြည့်နောက်ကသူ့ရဲ့ပစ္စည်းရဲ့တန်ဖိုးပေါ်မှာ၃ဆအထိကျွန်တော်တန်တက်ရလို့ရတယ်။နောက်ကထောင်အထိကျွန်တော်တို့ကထောင်ချလို့ရပါတယ်။ဒါလည်းပါပြီးသား။ကုန်သွယ်လုပ်ငန်းတွေရဲ့ပင်လယ်ရေကြောင်းကောက်ခွန်ဥရိယဗန္ဓာယီဆိုင်ရာချက်လက်တွေကိုလုပ်ငန်းစတင်လုပ်ကန်နေကစပြီးခုနှစ်နှစ်အတွင်းစနစ်ကျသိမ်းဆည်းထားပြီးလိုအပ်ချက်အရစစ်ဆေးမှုတွေခံယူရမှာပါတွင်းကုန်ပို့ကုန်လုပ်ငန်းတွေကိုကနအူးစင်းကောက်ယူခြင်းလုပ်ငန်းအလိုက်စီစစ်သုတေသနပြုခြင်းနဲ့ ဘန်နာယီစီမင်းနဲ့အညီစရင်အင်ထားရှိမှုတွေစတဲ့နောက်ကျောင်းမြန်စစ်ဆေးခြင်းတွေကိုလှုပ်ဆောင်သွားမှာပါအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့အကောက်ခွန်ဌာနကဆောင်ရွက်တာဖြစ်ပြီးတော့တနိုင်ငံလုံးကပို့ကုန်သွင်းကုန်လုပ်ငန်းပေါင်းတထောင်ကျော်ကိုစစ်ဆေးသွားမှာပါကျင်းစီတဲ့ဒုမန်ဆွေးမှုပေါ်မှာအနာရောဂါကဲပြားဆင်းစစ်တဲ့အပိုင်းတွေဒီကျွန်တော်ဆောင်မှာဖြစ်ပါတယ်။နောက်ပြည့်ရက်ခါမှာဒီစစ်ဆေးခံရတဲ့ဒီဘက်ကြီးပြောမှာဒီဆက်လက်လုပ်ဆောင်ရမယ့်အပိုင်းတွေဒုမန်ရှင်ရှိပါတယ်။ဒါတွေကိုလည်းဒီလိုတော့လည်းပြောပါတကယ်လိုက်မှာဆောင်မှုရှိရမရှိဘူးဆိုတာကိုကျွန်တော်တို့ကဟိုဟိုစောင့်ကြည့်ခဲ့အပိုင်း ဒီလုပ်ငန်းစဉ်ကိုအရင်အစိုးရတွေလက်ထက်မှာလောက်ကင်ခဲ့တာတော့မရှိပါဘူးအခုအစိုးရလက်ထက်မှာပဲနောက်ကျောင်းပြန်စစ်ဆေးလုပ်ငန်းစဉ်တွေကိုစတင်လာတာပါအကောက်ခွန်ဦးစီးဌာနက online အကောက်ခွန်စနစ် MACCS ကိုစတင်အသုံးပြုနေပြီးတော့အဲ့ဒီစနစ်ကြောင့်လဲစင်းစရားတွေနဲ့အချက်လက်တွေကိုအလွယ်တကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ပြောပြကြပါ